ကဇာလမထေမြတ်စွာဘုရားကိုမေးထားတာလေးတခုပြောခြင်းနဲ့ပေါ့။အမေးလေဆိုတော့မြတ်စွာဘုရားတဲ့တယောက်တည်းနေသူတယောက်တည်းနေသူလို့ပြောတယ်။ဘလို့အတိုင်းတာဘလို့နေတဲ့လူကိုတယောက်တည်းနေတဲ့လူလို့ဆိုမယ်လေတဲ့။ဘလို့နေတဲ့လူကိုအပေါင်းဖော်နဲ့နေတဲ့လူလို့ဆိုမယ်လေတဲ့။အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကအာယုံ၆ပါးနဲ့ကပ်ပြီးတော့ပြောတယ် စကုဝိညာဉ်မျက်စိဖြင့်မြင်အပ်သိအပ်တဲ့ဒီယူပါယုံနေရဲ့အပေါ်မှာကျွဲ့မဲ့မှုမကင်းမှု မမောမှုမကင်းမှုလိုလားတောင့်တမှုမကင်းမှုအဲ့ဒါလိုလောဘဓာတ်တွေဖြစ်နေတယ်ဆိုလို့ရှိရင်မအတန် နေရဲ့အပေါ်အနက်နေရဲ့အပေါ်အရာသာအတွေ့အထိအတွေ့အကြံအာယုံ၆ပါးနော်အဲ့ဒီအာယုံ၆ပါးရဲ့အပေါ်မှာအလိုဆန္ဒလောဘဓာတ်တွေဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာတဏှာကြီးဟူသောအပေါင်းဖော်နဲ့နေတဲ့သူလို့ဆိုရမယ်တဲ့ သူတော်တဲ့သွားပြီးတော့စိတ်ငြိမ်ရမှာဘာလူသားမှမကြားတဲ့နေရာထဲမှာတကူတီးသွားပြီးတော့နေတော်လည်းပဲအဲ့ဒီလောဘရှိနေမယ်ဆိုရင်တော့ तू ဟာအပေါင်းဖုံနဲ့နေတဲ့လူလိုပဲဆိုရမေးတဲ့တကူတီးနေတဲ့လူတယောက်တည်းနေတဲ့လူမဟုတ်ဘူးတဲ့အောင်ဆိုသူ့မှာလောဘကြီးဘူးတော့အပေါင်းဖုံရှိနေတဲ့အတွက်ကြောင့်မေးတဲ့စဉ်းစားနော်ဒါအလွန်စဉ်းစားစရာကောင်းတဲ့ကိစ္စလူရတာတယောက်တည်းဖြစ်နေတာဒါပေမဲ့စိတ်ထဲမှာအလိုဆန္ဒတွေရှိနေတယ်ဆိုရင်ကိုယ်မှာမရှိဘူး ပေါင်းဖို့ရှိနေတယ်တယောက်တည်းမဟုတ်ဟုတ်လားမတယောက်တည်းနေတဲ့လူဆိုတာဘလို့လူကိုပြောတာတုံးဆိုတော့အဲ့ဒီလောဘဒိဟုသောအပေါင်းဖို့မရှိတဲ့လူယူပါယုံတတယုံကဏယုံရတယုံပုဒ္ဓဘာယုံဓမ္မယုံဆိုတဲ့အယုံ၆ပါးရဲ့ပေါ်မှာတော့အလိုဆန္ဒကင်းနေတဲ့ပုဂ္ဂိုလ်အဲ့ဒါလို့ဆိုလို့ရှိရင်တော့သူဟာအပေါင်းဖို့မရှိဘူးတယောက်တည်းနေတာ အဲ့ဒါလူကြားထဲမှာပေးတဲ့တေကြားထဲမှာမြို့ထဲရွာထဲမှာဘလို့ပဲနေနေသူဟာအပေါင်းဖော်နဲ့နေတာမဟုတ်သူဟာတယောက်တည်းနေတဲ့လူလိုပဲဆိုရမယ်တဲ့ဒါကအလွန်မှအနှစ်သာရရှိတယ်လို့ဆိုနိုင်မလားတော်ထဲမှာတယောက်တည်းသွားနေတော်လည်းပဲလောဘရှိနေရင်တော့အပေါင်းဖော်နဲ့နေတာလူတွေကြားထဲမှာနေတော်လည်းပဲလောဘမရှိဘူးဆိုရင်တော့တယောက်တည်းနေနေတာဓမ္မိကဇာလယဟန်ကိုမြတ်စွာဘုရားခေါ်ကြပြီးတော့ဟောတာအဲ့တော့ဒီနေ့မှာဥရှင်တို့အဲ့ဒါလို့ဆိုရင်ဥရှင်ရဲ့အဓိကက အဲ့ဒီလောဘမရှိဖို့ပဲမဟုတ်လားလို့မေးရင်ဟုတ်တယ်လို့ပဲဖြေရမယ်။သို့တော့လောဘရှိနေတဲ့ပုံကိုယ်တွေမှာတော့လူတွေကြားထဲမှာနေတာထက်အဲ့လိုနော်စိတ်ဉာဏ်အရချင်းကတာမျိုးတော့တောတောင်အရချင်းကပြီးတော့နေတာမျိုးကပို့ပြီးတော့လိုလားအပ်တယ်။လောဘမရှိတဲ့ပုံကိုယ်ဒီသားလည်းဟိုအပေါင်းအဖော်တွေနဲ့ပိဋကတ်တွေနဲ့နေတဲ့နေရာမှာအန္တရာယ်မရှိတာ။လောဘရှိနေတဲ့လူက တော်လိုက်မှနေတာနဲ့လူကြားမှနေတာနဲ့သူဘယ်ဟာကိုအနယ်ရှိပြီလို့လူကြားထဲမှနေတာအနယ်ရှိတာပေါ့နော်စောစောကဒေသနာလေးကိုဦးရှင်တို့ရုပ်တရက်စဉ်းစားလိုက်တော့ဒကာတို့ဦးရှင်တို့တွေကအားရှိမယ်ပေါ့နော်အော်တို့လည်းပဲလူကြားထဲနေပြီမဲ့လောဘကြီးရင်တော့တို့လည်းပဲတယောက်ထဲနေတာပဲလို့ရှင်းရရှိတယ်ဒါပေမဲ့ကိုကလောဘကြီးနေတာမှမဟုတ်ပဲဟိုတော့ပေါ့ရလားတော့လောဘမကင်းတဲ့လူအချင်းချင်းနှိုင်းစာလိုက်မယ်ဆိုရင်တော့တောမှာနေတာကောင်းလားလူကြားထဲမှာနေတာကောင်းလားဆိုရင် တော့မှနေတာကောင်းတော့ဟုတ်တယ်မဟုတ်လားသောတာကသူကလောဘမရှိတဲ့ပုံကိုကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားပြောတာလောဘရှိနေရင်တော့တော်တဲ့နေလဲအပေါင်းဖုံနေပဲဟိလောဘမရှိဘူးဆိုရင်တော့လူကြားတဲ့နေလဲပဲတယောက်တည်းပဲဟိဒါကဓမ္မတိတန်ကြတာဒါလည်းအလွန်မှန်တယ်သို့တော်တရားဓမ္မတို့ဦးကြီးတို့တွေကဘာရှိနေလဲလောဘရှိနေတယ်တော်တဲ့သွားနေလဲလောဘရှိတယ်လူတွေကြားတဲ့နေလဲလောဘရှိတယ် အဲ့လိုဆိုလို့ရှိရင်တော့လောဘရှိတာချင်းအတူတူဆိုရင်တော့ဘယ်မှာနေတာကပိုပြီးတော့အနှစ်သာရရှိနိုင်တော့ကောင်းနိုင်တော့ငြိမ်းချမ်းနိုင်တော့အသိဉာဏ်ကိုရနိုင်တော့လို့မေးရင်တော်တဲ့နေတာကပိုပြီးတော့စိတ်ငြိမ်တဲ့နေရာကိုနေတာကပိုပြီးတော့အကျိုးကျေးဇူးများတယ်။ဒါကြောင့်မြတ်စွာဘုရားဘုရင်တို့နာဂိတတုတ်တန်ဆိုရောတုတ်တန်တစ်ပုဒ်ရှိတယ်။နော်နာဂိတယဟန်ကိုမြတ်စွာဘုရားဟောထားတာ။ခါတော်ဘာမှာမြတ်စွာဘုရားသတင်းသုံးနေတဲ့နေရာကို တခါတမတွေအများကြီးရောက်လာတယ်အကုန်လုံးစူးညံနေတယ်ပေါ့ကြောင်းတကြောင်းလုံးအဲ့ဆိုပြန်အဲ့ဒါထွက်လာပြီးတော့အလုတ်ကြီးဖြစ်တဲ့နာဂိတကိုမေးတယ်။နောက်ငစိမ့်စေတဲ့ငါးရောင်းတဲ့နေရာမှာစူးနေတယ်လို့ပြောဒီနားလားလားစူးနေတာဘယ်သူတွေတုံးလို့မေးတယ်။တမျက်စွာဗျာတဲ့မျက်စွာဗျာကိုဖူးမြော်ဖို့အတွက်အဝေးကြီးကရောက်လာကြတယ်တခါတကမတွေပါ။တမျက်စွာဗျာကနာဂိတတဲ့ငါဟာလည်းပဲအချမ်းအရအကျော်စောနဲ့မဆက်ဆံလို့ဘူးအချမ်းအရအကျော်စောကိုလည်းငါလည်းမဆက်ဆံစေနဲ့တဲ့မျက်စွာဗျာအပြတ်ပြောတာ။ အချမ်းရံကြော်စောကိုလည်းငါနဲ့မဆက်ဆံစီနေတဲ့အချမ်းရံကြော်စောကိုလည်းငါမဆက်ဆံခြင်းမူတဲ့ဒီတော့နာဂိတကမြတ်စွာဘုရားတဲ့သီခံရမယ့်အချိန်မှာမြတ်စွာဘုရားစီကိုတော့တရားနာဖို့လူဖို့တမ်းဖို့တော့အကျိုးလိုလားလို့ရောက်လာကြတဲ့ပုံကိုယ်တွေကိုမြတ်စွာဘုရားသီခံရမယ့်အချိန်မှာအဲ့ဒီမှာမြတ်စွာဘုရားကတလက်စာတဲ့အများကြီးဟောတာ။ဘာဟောပြတော့ဆိုတော့ဟိုတရားချမ်းသာအတူချုပ်လေးဦးဇင်းပြောမှာနော်။တရားကြောင့်ဖြစ်တဲ့ချမ်းသာကို လွယ်လွယ်ကူကူမရတဲ့ပုံကိုသေးတာရင်ဒီလိုအပေါင်းဖော်တွေနဲ့ပျော်တာမျိုးနော်လက်လာပါတွေနဲ့ပျော်တာမျိုးကိုဒီလိုချမ်းသာမျိုးကိုရှားကြတာငါကတရားကြောင့်ဖြစ်တဲ့ချမ်းသာကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာမပင်မပန်းရတဲ့အတွက်ကြောင့်ဒီလိုချမ်းသာမျိုးကိုငါရှားနေစရာမလိုဘူးဆိုတဲ့အိပ်ပဲပြောတာအဲ့ဒီမှာမြတ်စွာဘုရားတစ်ဆက်တည်းပြောတာလေးကညို့တွေရွာတွေမှာတမာတိရနေတဲ့ရဟန်းကို ဒီမှာတိတ်မနစ်တက်ဘူးလေလူတွေကြားထဲနေပြီးတော့တမာတိရှိနေတယ်လို့တိတ်မနစ်တက်ဘာလို့ဆိုတော့အဲ့ဒီလူတွေကြောင့်တစုံတယောက်ကြောင့်အဲ့ဒီတမာတိလေးဟာမြန်မြန်ပြတ်သွားတဲ့အကြောင်းရှိတယ်တဲ့တောတောင်အရက်မှာချင်းကပ်ပြီးတော့စိတ်ညင်အရက်မှာချင်းကပ်ပြီးတော့တောချောင်းမှာနိုင်မီးနေတဲ့ယဟန်ကိုငါနှစ်သက်တည်တယ်။ဘာလို့ဆိုတော့မကြာခင်မှာသူဟာဇန်တို့တရားတို့တရားမြတ်တို့ရလာနိုင်နေတယ်တဲ့။တပည့်တော်စဉ်းစားနော်။မြို့တွေရွာတွေထဲမှာတမာတိရှိနေတဲ့အထက် เนาะစိတ်ငြိမ်ရာเนาะတော်အရမှာငိုက်မီးနေတာကိုမြတ်စွာဘုရားကဟောတယ်သူမြတ်တတ်တယ်အတပါလဲအဓိပ္ပာယ်ကเนาะတော်အရဟာပို့ပြီးတော့ကောင်းတာပေါ့ဟုတ်တယ်မဟုတ်လားအေးစောစောတုန်းကဒေသနာလေးကတော့မဖြစ်လို့နေရတယ်ဆိုလို့ရှိရင်တော့လောဘမရှိအောင်နေနိုင်ရင်ဒါတယောက်တည်းနေရရောက်တယ်သို့သောဒကာလမတို့ဦးစီးတို့ထဲအဲ့ဒီလိုအကြီးသေးမျိုးရှိဖို့ဆိုတာမလွယ်ဘူးဟုတ်ရဲ့လားအေးအဲ့တော့ဦးစီးတို့ပေးတဲ့ပေါင်းတော်နားလည်စီခြင်းနာက တော့မှရှိနေမဲ့အတူတူဆိုရင်တော့နော်လူတွေကြတဲ့နေတာနဲ့စိတ်ညစ်ရမှာနေတာစိတ်ညစ်ရမှာနေတာကပို့ပြီးတော့နှစ်သာရမရှိဘူးလားရှိတယ်ဒါကြောင့်တကိုယ်ဒီကိန်းအောင်မှုဆိုတော့မြတ်စွာဘုရားအလွန်ချီးမွမ်းတယ်ဟုတ်နော်အပေါင်းဖော်နဲ့နေတာပေါ့မြတ်စွာဘုရားအလွန်ရှုံချတယ်ဟုတ်ဘောပေါ်ရင်လားဒါကြောင့်နိခမတရားနဲ့ပတ်သက်ပြီးတော့အဲ့လိုလေဒေသနာလေးတွေကိုညှိပြီးတော့နားလည်ဖို့မလိုဘူးလားလိုတယ်အဲ့ဒီတုတ္တမမြတ်စွာဘုရားဘယ်လောက်အထိဟောတော်ဆိုရင်နာဂိတာတဲ့ရုပ်စွာအစုံပြောမယ်တဲ့ ာတဘာတဲ့နေရတာဟာကျင်ကြီးကျင်ငယ်ဆွမ်းရတာတောင်ချမ်းသာတယ်တဲ့အဲ့လိုပြောတယ်မြတ်စွာဘုရားဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတို့ကောင်းတို့တတ်နိုင်လို့ရှိရင်တော့ဝိတုကာမကလည်းပဲထွတ်မြောက်အောင်ကြိုးစားဖို့မလိုဘူးလားနောက်အဓိကကတော့ကိလေသာကာမကထွတ်မြောက်နိုင်အောင်ကြိုးစားရမှာပေါ့သို့သောဝိတုကာမကလည်းပဲထွတ်မြောက်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလို့လေဝိတုကမ္မထဲမှာနေနေမယ်ဆိုရင်တော့ကိလေသာကမ္မတွေကပို့ပို့ပြီးတော့တိုးလာကြအကြောင်းမရှိဘူးလားရှိတယ် ဒါကြောင့်ဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ဘာပဲဖြစ်နေဖြစ်နေဒီလိုအနေထားတွေကနေပြီးတော့ပို့ပြီးတော့ငြိမ်းချမ်းမှုရှိတဲ့မြင့်မြတ်တဲ့အနေထားမျိုးတစ်ခုကိုဖန်တီးနိုင်အောင်เนาะစူးစမ်းကြအောင်